ရခိုင်ပြည်နယ်ကိုနမူနာရောက်မှာပါဗျာနော်ရခိုင်ပြည်နယ်မှာအဲနိုင်ငံယူအကြံဖတ်အေအေတပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ်အဲ့တော့ကို့ဒီစစ်ကောင်းဆောင်ကလည်းစစ်သားမပီတာတဲ့အခါကျတော့စစ်လည်းမတိုက်တတ်စစ်ဆိုတာပါလဲဆိုတာနားမလဲတဲ့အခါကျတော့အာရခိုင်ပြည်နယ်မှာတော့ကြာရှုံးမှုတွေကြုံခဲ့တယ်ပေါ့ဗျာနော်အဲအဲ့ဒီကြာရှုံးမှုဟာနောက်ထပ် AR တွေမှာဆက်လက်ရင်ဆိုင်ရလာရင်လည်းအန်အောစရာမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်တပုံချစ်တပုံချံဆိုတော့ကျွန်တော်ပြရှင်းပြပါမယ် မင်္ဂလာပါမင်္ဂလာပါရေခဲတော့မယ်လားအဲခဲရင်ခဲတယ်ပြောမယ်မခဲရင်မခဲဘူးပြောမယ်နော်အဲ့တော့အဲမခဲသေးပါဘူးနေရာကွက်ကြားမခဲဘူးကလေအများစုအဖြစ်တာရနေပါတယ် AIRI ချို့စပြောကြ AIRI မှာငါနေတာကွာတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဒီကုံကုံဆိုတဲ့လူကတဲ့အဲသတင်းမားတွေဖြန့်နေတာပါ AIRI မှာတော့ဘာဖြစ်မတော့နော် စစ်ဖြစ်တဲ့နေရာစစ်ဖြစ်နေတယ်လေမဖြစ်တဲ့နေရာတွေအေးအေးဆေးဆေးပါမြို့ကြီးတွေတတ်တတ်ရရပါပဲဒါမှမဟုတ်လေဖြစ်နေတဲ့နေရာကြတော့လေခင်ဗျားတို့အဲ့ဒီဖြစ်နေတဲ့နေရာနဲ့ဥမာဖြစ်တမိုင်နှစ်မိုင်လောက်ကစပြီးလက်နက်ကြီးကြားလို့အဲ့လိုတော့မရစေဘူးအများကြီးရှိတယ်နော်အဲ့တော့ ARE မှာဘယ်ခေါင်းလဲဆိုလို့ရှိရင်နေရာတိုင်းမှာခင်ဗျားတို့ရှိတာမဟုတ်ဘူးနော်အဲ့ဒီအခါကြရလို့ရှိရင်ပြဿနာဘလို့ဖြစ်တယ်ဆိုတော့ကိုမောင်ပြောလိုက်တယ်အဲ့ပြောတဲ့အခါမှာအောက်ချင်မှာစစ်သားတွေနော်တကယ်တကယ်ဒီဘယ်လိုမှဆိုတော့စစ်မြေပြင်မှာ ရှင်းတန်းမှာတခေတန်းတိုက်ပွဲဝင်နေသေးတယ်ဟာလည်းမရှိဘူးမရှိဘူးလည်းမသိဘူးဒါလည်းမရှိဘူးလက်ဒီလူတွေပေါက်ပြရပြောတာလက်နော်ငါနေရပါတော့ဘာမှမရှိပါဘူးတကယ်တကယ်ကံကောင်းလို့ပေါ့နော်ဟိုမှာတပုံကအကုန်လုံးလည်မလီသွားတယ်မင်္ဂလာပါဟာမင်္ဂလာပါကိုယ်လည်းမကြည့်တာကြပါစိတ်မကောင်းနဲ့စိတ်မကောင်းနဲ့။ဘာကြောင့်လဲဆိုတော့ဒီချိန်မှာခင်ဗျားတို့ဟိုနိုင်ငံတော်နဲ့တပ်မတော်ပုံမှာတကယ်သစ္စာရှိဖို့လိုတယ်။ ကျွန်တော်တို့အမုန်းခံမင်းနေတာနော်မုန်းခံတယ်ဆိုတာလဲငပိန်းနေမုန်းတာပါနော်စပိန်းစစ်ပိတ်တယ်နော်ဟိုဘယ်လိုဟောမလဲဆိုတာဘာဆိုဘာမှမသိဘူးတနေ့တနေ့စစ်တပ်ကိုထိုင်ပြီးတော့ထိုင်ကြော့နေရတဲ့အဘဆိုရဲဒီဦးမင်းအွန်လိုင်းဓာတ်ပုံထိုင်ကြော့နေရတဲ့သူမုန်းတာပါနော်နိုင်ငံနိုင်ငံရေးကိုတကယ်နားလဲသူတွေစစ်တပ်ကိုတကယ်ချစ်တဲ့သူတွေကျုပ်လို့မမုန်းပါဘူးကျုပ်တို့ရဲ့စေတနာကိုနားလဲတယ်ကျွန်တော်တို့သိတယ်ပေါ့နော်အဲ့တော့ခု ခြေအနေကအခု AR ဝင်မှာပေါ့ဗျာနော်၃၄၄ဆိုတော့တကယ်ကျွန်တော်တို့ဒီမမရှိမဆိုရေးကြီးမှာရှိရလို့အာကြားသိရတာဗျာငတိုင်းချောင်းငတိုင်းချောင်းလည်းသူပြောလို့မရဘူးသူကရေးကြီးမှာပေါ့ရေးကြီးမှာရှိတယ်ပေါ့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီနေရာလဲကျွန်တော်လည်းနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အာနည်းနည်းလေးမသေးခွဲတာတော့ရှိတယ်ဗျာနော်ရေးကြီးရဲ့အတုပ်ရဲ့ငတိုင်းချောင်းရဲ့ပေါင်းရင်ကြုံဖြော်ခရိုင်ဆိုတာဖြစ်တယ်ကျွန်တော်ပိုင်းလေးလာကြည့်ရပါတော့အဲ့တော့၃၄၄ကရေးကြီးမျိုးမှာရှိတယ်ရေးကြီးမျိုးမြောက်ဆန်းရံမှာရှိတယ် အဲ့ဒီမြောက်ဆန်းရမှာရှိရဒါကတော့တကယ်ဌာနချုပ်ကြီးပေါ့ဗျာနော်အဲ့ဒီဌာနချုပ်ကိုလည်းအေအေကလိုချင်တယ်အဲလိုချင်တော့အရာတိုက်ဖို့အတွက်သူတို့သူတိုက်နေတာတော်တော်တိုက်နေတာပါနော်အဲ့တော့သုံးလေးလေးကလည်းသူကာကင်းတဲတဲတော့ပဲထိခံတယ်ဗျာနော်အဲ့တော့ရှင့်မှာကာကင်းနေထုတ်ထားတယ်အဲ့ဒီကာကင်းနေကလည်းအာရည်ရွယ်ချင်ချုပ်ခုခံကာကွယ်နေပါလေအဲ့တော့အခုနောက်ဆုံးအခြေအနေပေါ့လက်ရှိအခြေအနေရစည်ရေးခြေနေလို့ပြောရမှာဆိုလို့ရှင်တော့ အဲဆန္ဒကတယောက်ကွန်မန့်ရေးသွားသလိုပေါ့ဗျာနော်ရေးခဲပါပေါ့ရေးခဲပါလေဘာမှပြဿနာတော့အဲ့လောက်ကြီးမှမရှိသေးဘူးအဲတော့ပါတော့လည်းပဲရေးခဲတယ်ဆိုပြီးတော့ငြိမ်နေလို့ရှိရင်ခံရမယ်နော်တစ်ဖက်ကသဘုံကဘာကြီးချန်စီနေလဲဆိုတာအဲကျွန်တော်တို့ကဒီကောင်နေပါဇက်တစ်ချက်ဟားလာလို့ရှိရင်သွားဖဏီရမတိုက်ဘူးဆိုတော့ကျွန်တော်ကောင်းအောင်ပြည်နော်အဲ့ဒီကြောင့်မလို့တို့ချန်စီနေတာဆိုတော့ပြီးဖို့လိုတယ်အခုချိန်ထိ3လေးလေးကာကင်းနေမှာတယင်းနေနဲ့ကာကွယ်နေတာနော်တယင်းတယင်းတက်မနေနဲ့ကာကွယ်နေတာပါ အဲ့တော့ကာကွယ်နေတဲ့တည်ရင်းတွေမှာအဲ့တို့အဝေးကနေလမ်းပြမယ်အဲဘယ်လိုခေါ်မလဲဆိုတို့ရှိချောင်းတော့အမြဲတမ်းပေါ့နော်အလုတ်များအောင်တော့လုပ်ထားတယ်တုံးလေးလေးကိုဥမာပြည့်စီရေးအားဖြစ်ပေါ့များနော်ကြည်တန်ကြည်စံလာခြူလာလည်းဖြစ်နိုင်ကြည်ခြူလဲဆိုတာမျိုးဥမာပြည့်တို့ကလာပြီးတော့အဝေးကနေလမ်းပြမယ်စစ်တက်ကတန်းတန်းတန်းဆိုပြလိုက်စစ်တက်ကြည်ကုံတော့အောင်လုပ်မယ်ပေါ့ဒီပုံစံမျိုးနဲ့ပဲအဲတို့စီရေးပုံစံဖော်ဆောင်နေရအောင်ကိုအဲကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့တုံးလေးလေးဒီရေခဲပါတုံးလေးလေးကာကင်းများဒီလေယနေ့ ဒီရက်တွေအတွင်းမှာရေခဲပါနော်အဝေးကနေပြီးတော့လှမ်းပြက်ချောင်းပြက်ပြီးလို့ရှိရင်ပြန်ပြေးတော့ပဲအဆင်ရှိပါတယ်အဲ့ဒါကတော့ဒါအခြေအနေပေါ့ဗျာနော်တို့ပါတော့လေဒါကိုကြည့်ပြီးတော့အာပုံမှန်ပဲလား AC ပဲလားဆိုတော့ခင်ဗျားတို့မထင်ပါနဲ့ဒါစစ်တပ်ကိုကျွန်တော်ပြောချင်တာပါနော်စနပြည်သူပြောပြပါပြီပြည်သူရဲ့ပြည်သူတွေသိရမှာကရေခဲပါပါဗျာနော်အဲတို့ပါတော့လေပဲအခုကြံစီနေတဲ့ပုံစံကိုကျွန်တော်ပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့အဲ့ဒီ 3လေးလေးပေါ့ဗျာเนาะအဲ့ဒီ3လေးပတ်ဝန်းကျင်မှာရွာတွေရှိသေးတာပေါ့ဗျာသိလားအဲ့ဒီရွာတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်เนาะတက်ကယ်ပြင်အုပ်စုလို့เนาะကွင်းကလေးเนาะတက်ကယ်ပြင်အုပ်စုရှိတယ်ဗျာ3လေးရွာဒီမှာတက်ကယ်ပြင်အုပ်စုအဲ့မှာအကွင်းကလေးတို့ညောင်ဝိုင်းတို့เนาะထုံကြီးဘူတို့เนาะတရက်ပင်ကြီးစုတို့เนาะဂွေးပင်တောင်တို့အဲအဲ့ဒီအဲ့ဒီရွာတွေမှာအဲအေအေကခြေကုပ်ယူနေပြီခြေကုပ်ယူနေပြီဆိုတာကအဲ့ဒီဘက်ချမ်းနေနဲ့နောက်ထပ်ပေါ့เนาะ အဲကျွန်တော်တို့ပြောလို့ရသေးတာကတော့အာနောက်တစ်ပြောလို့ရသေးတာကတော့အာဘယ်လိုခေါ်လဲဆိုတော့တဲလူကုန်းတော့ဥယင်ကုန်းတော့အဲ့ဘက်ချမ်းနေမှာတဖြည်းဖြည်းနဲ့အေအေကဘာလုပ်လာလဲဆိုလို့ရှိရင်ရွာတွေကိုစီးယုံလာတယ်ရွာတွေကိုလို့စီးယုံဆိုတော့ရွာတွေကိုသူတို့နဲ့ပူပေါင်းအဲသူတို့ရခိုင်ပြည်နယ်မှာလုပ်တယ်လို့ပြောပြနော်ရခိုင်ပြည်နယ်မှာစခန်းတွေမတိုက်ခင်မှာရွာတွေကိုအရင်ဆုံးတပုံရွာတွေဖျောက်လုတ်တယ်လို့ဥမင်းအွန်လိုင်းကခဏခဏပြောနေတယ်တစ်ချက်နားမဝင်တဲ့ပုံကိုမျိုးတယ်နော်အဲ့တော့ ရခိုင်ပြည်မှာခံရရလေအေရော်ဒီမှာဒါမျိုးဆက်ခံရဖို့ရှိတယ်အဲ့တော့ရခိုင်ပြည်မှာလည်းဒီလိုပဲစာလုံးရေးစကြတဲ့ကနော်ဟိုဥမာပြည့်ကျွန်တော်တို့ဒီနေကြောင်စခန်းတွေပေါ့ဗျာနော်အဲ့ဒါကနိုင်ငံတကာစစ်အတွက်စကခ55လို့အဲ့ဒီဘက်ချမ်းမှာရှိနေတကယ်စခန်းကြီးတွေကနိုင်ငံတကာစစ်အတွက်ကိုသူတို့စတေချာစီစဉ်တာ။ဘာကြောင့်ဆိုတော့အသူဘီဘောဝင်အဲ့ဘက်ချမ်းကဝင်လို့ရတယ်တည့်ရတဲ့ကြောင့်ဦးမင်းအွန်လိုင်းမတိုင်ခင်ဦးဦးတန်းရွှေကြီးကတည့်တည့်ချက်ချက်ကိုစပယ်ရှယ်စီစဉ်ထားတဲ့နေရာအဲ့ဒီမောင်တော်တို့ဘူးတီတော်ဆိုတာနော် ဲ့လိုနေရာမျိုးတွေမတိုက်ခင်မှာအီအီကဘာလုပ်လဲဆိုလို့ရှိရင်เนาะသူတို့အဲ့ရွာတွေရွာတွေရွာတွေအားလုံးကိုသူတို့ရွာတွေဖြစ်အောင်စီးယုံတယ်စီးယုံပြီးအဲ့ရွာကလူတွေကိုစစ်တင်တန်းပေးတယ်စစ်တင်တန်းပေးပြီးတပုံရွာလဲအီ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 နဲ့တပုံရွာဖြစ်အောင်လုပ်ပစ်ပြီးတော့မှတဖြည်းဖြည်းတဖြည်းဖြည်းအဲ့ချိန်မှာစစ်တပ်ကဘာလုပ်လဲဆိုလို့ရှိရင်စခန်းထဲကမထွက်ရထွက်မပြေးရလာပြစ်လို့ရှိမှပြန်ပြစ်ရမယ်เนาะလက်လက်ကြီးလည်းလမ်းမထုတ်ရเนาะဖေးသီးပြူဟာဖေးသီးပြူဟာနဲ့တိုက်နေအဲ့ချိန်မှာเนาะအဲ့လိုနီးနေတယ်နာခခငါတို့ဟလား တကယ်ဒီတကယ်ဒီခေါ်မယ်ဆိုတော့စခန်းကောင်းကြီးရဲ့ဗျာအချင်းကမြင်တော့ဆိုတော့တကယ် special စခန်းကြီးကြာသွားတယ်နော်ဒါဘယ်လိုခေါ်မလဲဖေးရဲသေးပြူဟာဘယ်လိုခေါ်မလဲဆိုတော့ကာရှုပ်ပြူဟာပေါ့နော်ဟိုကာရှုပ်ပြူဟာလည်းတိုက်သွားတယ်အဲ့တော့အဲ့လိုနေရပဲကြာသွားတယ်အခုလည်း AR ဒီမှာဒီနီးကို AR ပြပြန်သုံးနေပြီအဲ့တော့အခုရွာတွေကိုစီးအောင်နေတယ်တချို့ရွာတွေကတော့ဘယ်လိုခေါ်မလဲစစ်တပ်ကိုစောင့်တော့ဗျာစစ်တပ်ကိုမျှော်သေးတာပေါ့ဘလို့မှမျှော်တာမျှော်တယ်စစ်တပ်ကပေါ်မလာဘူး ကိုစခန်းထဲမှာကိုနေတယ်ရွာတွေကိုလိုက်မရှင်းမေးဘူးเนาะရွာတွေရဲ့လုံခြုံရေးမဆောင်ရပေးနိုင်တဲ့ခါကျတော့နီးရထားကြောက်ပြီးတော့အေအေနဲ့ပူပေါင်းပြီးတော့တချို့ရွာတွေဟာအေအေဩဇာကံတွေဖြစ်လာပြီအဲ့လိုဖြစ်သွားတာအကြောင်းမဟုတ်ဘူးအဲ့ရွာတွေမှာကိုအောင်မယ်အဲ့ဒီရွာတွေကနေနခခငါတို့ဟိုမှာတိုက်တယ်လို့မျိုးပေါ့ဗျာเนาะဒီခါကြီးမှာတိုက်တယ်လို့မျိုးဒီရွာတွေကပဲခမင်းစားပဲဒီရွာတွေကပဲလူစုမဒီရွာတွေကပဲတိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးလေးလေးကိုအဲဘယ်လိုခေါ်မလဲဆိုတော့ plan ကြီးကြီးမားမားတော့တိဆောက်ထားပြီဆိုတော့ခင်ဗျားတို့သိဖို့ရတယ်အဲ့တော့အဲခင်ဗျားတို့အဘဘောမတွေလည်း နည်းနည်းလေးနော်နားလေကြောက်ဖြူကြောင်းလဲပြောမယ်နော်ခဏလေးစောင့်မလားအားလုံးအာခဏလေးစောင့်မယ်ပါကြောက်ဖြူကြောင်းလဲလာပါမယ်အဲ့တော့ဒီဘာဒီအားလုံးကိုတော့အေကရခိုင်ပြည်နယ်မှာနော်ရခိုင်ချင်းရခိုင်ညာတော့ကြံနေပြီနော်ရခိုင်နဲ့ရခိုင်နဲ့မတူဘူးနော်ကျွန်တော်ရခိုင်လေးကိုချစ်တယ်လေးစားတယ်နော်ဒေါက်တာအေးမောင်ကိုကျွန်တော်အန်ဒရစ်မန်ပေးတယ်နော်အဲဒါပေမဲ့တော့ရခိုင်တွေနိုင်ငံယူတွေကတော့ကျွန်တော်အနေနဲ့အားမပေးဘူးနော်ဒါပြောထားပြီလားအဲ့တော့ အဲဒီနီယူကိုတောင်းလာပြီးတချို့ရွာတွေပူပေါင်းနေပြီဆိုတာသိစေချင်တယ်ရွာတွေပူပေါင်းသွားရင်တော့ရခိုင်ပြည်နယ်မှာဖြစ်သည့်အနေပြန်ပြီးတော့ဖြစ်လာနိုင်တယ်ဆိုတာကိုသိစေချင်တယ်နော်ဟုတ်လားအဲ့တော့အဲဒါကတော့အခုဖြစ်နေတဲ့အခြေအနေပေါ့ဗျာနော်အခုဆိုလို့ရှိရင်အာရေပြူရွာပေါ့လေးမျက်နာမျိုးနဲ့ရေပြူရွာမှာကျွန်တော်တို့တက်ကဒါစီရေးသတင်းတစ်ခုပေါ့နော်ဒါသုံးလေးလေးကိုကြံစီတဲ့ကိစ္စလည်းကျွန်တော်ပြောပြီးပြီး အဲထို့ပြင်လေးမျက်နာမြို့နယ်ရေပြူရွာဆိုလို့ရှိရင်ဒါကြက်ကပြူဟာထိုင်ထားတဲ့နေရာဖြစ်တယ်။အေးအဲ့ဒီရွာကိုလည်းအခုအခုအခုကျွန်တော်တို့အခုကျွန်တော်စကားပြောနေတဲ့အချိန်ထဲမှာပဲဒီနေ့ဒီနေ့မှာပဲလက်နက်ကြီးတွေနဲ့ဒီတပုံတွေကလာလာပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်လာတိုက်တယ်အင်အားတရာ၅ဆောင်လာတိုက်တယ်တိုက်ပြီးတော့အချိန်မှာတက်ကနောက်ဆုံးပြိတော့ဒီကောင်လေးအင်အားများပုံရပါလေနော်ဒီနိုင်ငံယူတပုံတွေအင်အားများပုံရတယ်တက်ကလေရင်နေနဲ့ဝိုင်တွဲနေနဲ့ကိုစော်ရပါလေနော် တော်တော်လေးစော်ပေးလိုက်ပါတယ်စော်ပေးရတဲ့ကြောင့်မို့လို့ဟိုနေနောက်မဆုတ်သေးဘူးတော်ပါတော့လည်းပဲတိုက်ပွဲကတော့ကျန်းနေတယ်လို့ပြောချင်တယ်အဲ့တော့အဲ့မှာ view ဟာရှိတယ်ဗျာနော် ID ရောမှာ view ဟာရှိတယ်အလီရင်နဲ့နေညမရွေးထုနေပါတယ်အဲ့တော့ ARI မှာဘာဖြစ်နေလဲသိချင်တဲ့သူတွေအားလုံးအတွက် ARI မှာ ARI တိုင်းတိုင်းတော့အသာရနေတယ်ဒါပေမဲ့လည်းဘယ်ကမှာဆိုအဲ့ဒီရိုးနဲ့နီးတဲ့ဒီနေရာတွေမှာ တိုက်ပွဲကတော့အေအေကတည်ပြီးတော့ဖော်ဆောင်နေပြီဖြစ်တယ်เนาะနောက်ဆုံးပိတ်ပေါ့အခုအဲ့ဒီအခြေအနေ ခြေနေပေါ့လေးမျက်နှာမျိုးနဲ့ရေပြူရွာမှာဖြစ်နေတဲ့အခြေအနေကိုပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့တက်ကတော့ရွာထဲမှာတော့ရွာသားတွေကတော့နည်းနည်းပဲရှိတော့တယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော်နောက်တစ်ခုကရွာကလည်းအဲသဘုံရွာဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့တက်ကလည်းသူ့လုံကြုံရေးအတွက်အဲရွာကထပ်သွားတဲ့သူတွေပြန်ဝင်လာလို့ရှိရင်အေးအေးလေးကပ်ပါလာမှာ PDF တွေကပ်ပါလာမှာဆိုရင်လည်းအတွက်ကြောင့်မို့လို့အဲနည်းနည်းလေးစိတ်ရေးအရာတင်းကျပ်ထားတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့ဗျာနော်အဲနောက်ထပ်ပါလေးပြောရမယ်ဆိုလို့ရှိရင်အဲ့မှာ အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ရွာထဲမှာလည်းပုံခေါ်မယ်လိုအပ်တဲ့ကြောင့်မို့လို့အဲစစ်ဆေးပေးမြန်းမှုတွေရှိရပါတော့အဲ့တော့အဲ့တော့လေးမျက်နာမျိုးအထူးသတိထားလာတော့အကြောင်းလေလေးမျက်နာဒီပန်ဒိုကြီးတော့ဆိုတာဒီလေးမျက်နာရဲ့ဝင်ပေါက်ပေါ့ဗျာနော်ဝင်ပေါက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒါတော်တော်လေးတက်ကအကူဆိုင်နေတယ်နော်တက်ကလည်းပြောမယ်ဆိုလို့ရှိရင်တော့တပုံချင်းတပုံချံပေါ့နော်ရခီးချင်းရခီးချံကိုခင်ဗျားတို့သိတယ်နော်အေအေချင်းအေအေချံကိုခင်ဗျားတို့သိတယ်နော်